ငါကိုပူဇော်ရင်လဲတရဏဂုံပြတ်ပါတယ်ဖေယသီးခံပါဖေယတဲ့သီးခံပါတယ်နော်နတ်ကိုပူဇော်ရင်လဲတရဏဂုံပြတ်ပါတယ်ဖေယသီးခံပါဖေယတဲ့သီးခံပါတယ်နော်လူလောကရောက်လာပြီဆိုရင်ဝေဖန်မှုခံရမယ်ဆိုတာဥစဉ်သိပါတယ်ဒါကြောင့်သီးခံပါတယ် တို့တော်လဲပဲဝေဖန်တယ်ဆိုတဲ့နေရာမှာအထောက်အထားရှိဖို့တော့လိုတာပေါ့ဒါကြောင့်နတ်ကိုပူဇော်ရင်တရဏဂုံပြတ်တယ်ဆိုတာဟုတ်မဟုတ်ဖရာဟောနဲ့ကြည့်ရအောင်နော်မဇိမနိကေဥပရိပါဏာတပါဠိတော်အနုပတဝတ်မဟာသတ္တာရိတကတုတ်မှာမြတ်စွာဘုရားကအလှရဲ့အကျိုးတည်မရှိရစ်ပူဇော်ခြင်းအကျိုးတည်မရှိဟုံးပူဇော်ခြင်းအကျိုးတည်မရှိကုသိုလ်အကုသိုလ်ဤအကျိုးဝိပတ်တည်မရှိ ဤလောကသည်မရှိတပါးသောလောကသည်မရှိအမိ၌ပြုအပ်သောအကျိုးသည်မရှိအဖ၌ပြုအပ်သောအကျိုးသည်မရှိဥပပတိတတဝါသည်မရှိတမနာပြမနာတို့သည်မရှိဤကဲ့သို့သိမြင်၏ဤအသိမြင်သည်မှားယွင်းသောအသိမြင်ဖြစ်သောကြောင့်မိစ္ဆာဒိဋ္ဌိဤဤလို့ဟောကြားတော်မူပါれအဲ့ဒီထဲမှာကြည့်လိုက်ပါရှိပုဇော်ခြင်း၏အကျိုးကိုမရှိဘူးလို့ယူဆရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်လို့မြတ်စွာဘုရားကဟောကြားထားပါれ ရစ်ပူဇော်တယ်ဆိုတာမျက်ပူဇော်တာနဲ့အတူတူပါပဲနော်အကယ်၍မျက်ပူဇော်တာဒီတရဏဂုံပြတ်တယ်ဆိုရင်မြတ်စွာဘုရားကမိစ္ဆာဒိဋ္ဌိလို့ဟောမှာမဟုတ်ပါဘူးနော်ဒါကြောင့်တမန်ဒါနပြုတဲ့အနေနဲ့မိမိစားတဲ့အထက်ကနေဖဲ့ပြီးတင်မြောက်တာမျိုးကဒါနပြုတဲ့သဘောတာဖြစ်တာကြောင့်တရဏဂုံမပြတ်ပါဘူးနော်အဲတိုးတော်လေးပဲတိရစ္ဆာန်တွေကိုတတ်ဖြတ်ပြီးတော့တင်မြောက်တာမျိုးကိုတော့ဘုရားရှင်ကလုံးဝအလိုမရှိပါဘူးနော် အဲ့ဒါကတော့ကုသိုလ်မဖြစ်တဲ့ပြင်အကုသိုလ်ပဲဖြစ်ပါတယ်မိမိစားတဲ့အထက်ကဒါနပြုတဲ့အနေနဲ့တဏ္ဍာတင်မြောက်တာမျိုးကတော့တရဏဂုံမပြတ်တဲ့အပြင်ဒါနကုသိုလ်ပဲဖြစ်ပါတယ်နော်ဒါကြောင့်လက်ကူပူဇော်တာကတော့တရဏဂုံမပြတ်ပါဘူးနော်အရှင်ဖေယျလက်တွေကိုရှီခိုးလို့ရပါသလားကျေးဇူးပြု၍ဖြည့်ပေးတော်မူပါဖေယျတဲ့ဒီမတ်ပိုင်ရှင်ပြောတဲ့လက်ဆိုတာက38မင်းလက်ကိုပြောတာဖြစ်လိမ့်မယ်နော် ကာဝတိန်သာနတ်ပြည်မှာနေတဲ့တရားမင်းတော်မှာလူပြည်မှာကုသိုလ်ကောင်းမှုလုပ်နေတဲ့လူတွေကိုတမိကို၃ချိန်ရှိခိုးတယ်လို့ဖះဟောမှာရှိပါတယ်။တရားမင်းကတော်မှာလူပြည်မှာနေတဲ့လူတွေကို ပြန်ပြီးရှိခိုးနေတယ်ဆိုရင်လူပြည်မှာနေတဲ့လူတွေကအဲ့ဒီ38မင်းနတ်တွေကိုရှိခိုးတဲ့မရှိခိုးတဲ့စဉ်းစားကြည့်ပါနော်။အဲ့ဒီ38မင်းနတ်တွေဟာနေစဉ်မှာလဲမကောင်းခဲ့တယ်လို့ တည်တဲ့အခါမှာလဲတွေတွေဝေဝေတည်ခဲ့ရတဲ့အတွက်သူတို့မှာရှီခိုးစရာတီလာဂုံတမာတိဂုံပညာဂုံဆိုတာတခုမှမရှိပါဘူးနော်အဲ့ဒီလိုရှီခိုးစရာတီလာဂုံတမာတိဂုံပညာဂုံမရှိတဲ့ပုဂ္ဂိုလ်တွေကိုရှီခိုးမယ်တဏီကိုးကွယ်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတရဏဂုံပြတ်တတ်ပါတယ်သို့မဟုတ်တရဏဂုံညှို့နှံတတ်ပါတယ်အရှင်ဖယားဣဇတက္ခိပါဏုဒေတံ ဗုဒ္ဓံတရဏံကိစ္ဆာမိအတိတ်ပဲကိုဖြေပေးတော်မူပါဘုံဘုံဖရာတဲ့ဣဇတတ်ခေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိဣဇတတ်ခေယနေ့မှစ၍ပါဏုပေတံအတ္တထက်ဆုံးဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံအိုးွယ်ရာအိုးအောင်းရာမိခိုရာဟု၍ကိစ္ဆာမိစိတ်ကပါ၏ဣဇတတ်ခေ ပါဏုပေတံဓမ္မံတရဏံကိစ္ဆာမိတိဇတတိယနေ့မှစ၍ပါဏုပေတံအတတ်ထက်ဆုံးဓမ္မံတရားတော်မြတ်ကိုတရဏံကိုးပွေရာပုံအောင်ရာဟွိခိုရာဟု၍ကိစ္ဆာမိစိကပ်ပါ၏တိဇတတိပါဏုပေတံတန်ခံတရဏံကိစ္ဆာမိဣဇတတိယနေ့မှစ၍ပါဏုပေတံ အသက်ထဆုံးတန်ခံတန်ဃာတော်အရှင်သူမြတ်အပေါင်းကိုတရဏံကိုးွယ်ရာပုံအောင်ရာမိခိုရာဟူ၍ဣစ္ဆာမိစိကပါဤ